ဖနိုမင်းကတော့သူ့ကိုဝမ်းချမ်းမြေရှင်းမှာတွေ့ရမယ်ဆိုပြီးတော့ထုတ်ပြောလိုက်ပြီဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါဗျ။မာရှယ်မင်းရဲ့မြန်မာကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါ။ကျွန်တော်တို့ဟိုဒီမီဒီယာကွင်းကအင်တာဗျူးထားတဲ့အင်တာဗျူးတစ်ခုမှာဆိုလို့ရှိရင်ဖနိုမင်းကသူ့ကိုဝမ်းချမ်းမြေရှင်းမှာအသေးချာပေါက်တွေ့ရမယ်ဆိုပြီးတော့ပြည်သက်တွေကိုအတိပေးထားတာရှိပါတယ်။အဓိကအားဖြင့်သူ့အနေနဲ့လာမယ့်၈လပိုင်းမှာပွဲရှိတယ်။ရှင်းလာပိုင်းနောက်ပိုင်းမှာဝမ်းချမ်းမြေရှင်းအနေနဲ့သူ့ကိုလည်းဒါပွဲကမ်းလှမ်းထားတာမျိုးရှိရတဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့ထိုးသက်ပြစ်မယ်ဆိုပြီးတော့ပြောထားတာဖြစ်ပါတယ် ။ဒါပေမဲ့သူ့ရဲ့လက်ရှိ weight က85 kg လောက်ထိရှိနေတယ်။ဝမ်းချမ်းမင်းရှင်မှာထိုးတက်မယ်ဆိုလို့ရှိရင်တော့သူက89 kg လောက်ထိကိုဝိပြန်ချပြီးတော့မှ ထိုးတက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ထွန်းထွန်းမင်းအနေနဲ့ပွဲနည်းနည်းလေးတော့ကြာနိုင်သေးရပါတော့။ဒါပေမဲ့တေချာပေါက်တော့တွေ့ရနိုင်ခြင်းများတယ်ဆိုပြီးတော့ပြောထားတာဖြစ်ပါထွန်းထွန်းမင်းကတော့သူ့အနေနဲ့ဒါဝမ်းချမ်းမင်းရှင်း89 kg မှာထိုးတယ်ဆိုရင်တော့လူကောင်ကြီးရဲ့နိုင်ငံသားကစားသမားတွေနဲ့တွေ့ရဖို့များတယ်ဆိုပြီးတော့သူကိုယ်တိုင်ထုတ်ပြောထားတာဖြစ်ပါတယ် တက်ရှိထွန်းထွန်းမင်းရဲ့အင်တာဗျူးကိုကြည့်မယ်ဆိုလို့ရှိရင်သူ့အနေနဲ့ဒါဝမ်းချင်မယ်ရှင်းတယ်တော်တော်လေးတည်တည်ချာချာစကားပြောပြီးတဲ့ပုံပေါ်တယ်ပေါ့နော်ဒီအတွက်ကြောင့်မလို့လေပရိသတ်တွေကိုဝမ်းချင်မယ်ရှင်းမှာသူ့အနေနဲ့ဒါထိုးသက်ဖို့ရှိရဲဆိုတာကိုအသိပေးလာတာဖြစ်ပါတယ် ပြီးတော့ထွန်းထွန်းမင်းပြောသွားတဲ့အထက်မှာဆိုလို့ရှိရင်ဒါကျွန်တော်တို့ဆိုလင်းဦးလို့ဆိုလို့ရှိရင်လည်းလက်ရှိတူထက်အသက်ရွယ်ကြီးရယ်ပေါ့နော်အဲ့လိုအနေထားမျိုးနဲ့ဝမ်းချက်မင်းရှင်မှာကောင်းကောင်းထိုးသက်နေနိုင်တဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့ဒါဝမ်းချက်မင်းရှင်မှာကစားဘူးကျင်နေပေါ့နော်ကစားဘူးကျင်နေအတွက်ကြောင့်မလို့တပွဲထိုးမယ်ထိုးလို့အဆင်ပြေရယ်ဆိုလို့ရှိရင်တော့ဆက်ပြီးထိုးသက်သွားဖို့ရှိရယ်ဆိုပြီးတော့ပြောထားတာဖြစ်ပါတယ်အဓိကတော့လက်ရှိအနေထားမှာရှစ်လပိုင်းမှာသူ့ပွဲရှိရယ်အိနောက်ပိုင်းမှာမှဝမ်းချက်မင်းရှင်ပွဲတွေကိုတက်ခံပြီးတော့ထိုးသက်ပြမဲ့အနေထားတစ်ခုကိုပြောထားတယ် ပြီးတော့ဝိတ်ချမယ်အပိုင်းနေနဲ့ရှိသေးရပေါ့နော်ကျွန်တော်တို့85ကနေ89လောက်ထိချရမယ်ဆိုလို့ရှင်ပြောရင်10ကီလိုပတ်ဝန်းကျင်လောက်ထိချရမှာပေါင်ကျင်အားဖြင့်ဆိုရင်ဒါပေါင်း16 20ပတ်ဝန်းကျင်လောက်ထိချရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ထွန်းထွန်းမင်းအနေနဲ့ကအချိန်နည်းနည်းယူနိုင်နေဆိုပြီးတော့လည်းပြောထားတာရှိပါဘလိုဝင်နေကျွန်တော်ကတော့ဒွန်းဒွန်းမင်းကလက်ရှိချိန်မှာပုံမှန်နေပြောရရင်သူအကောင်းဆုံးရှိခဲ့တဲ့အချိန်ဒီတော့ကလို့တော့အရင်တော့မဟုတ်တော့ဘူး ဒါမဲ့အတိုင်းအတာတစ်ခုထီတော့ပါဝါတော်တော်လေးကြီးရဲ့ကစားသမားတစ်ယောက်စီရင်မှာပါနေတော့မယ်။သူ့အနေနဲ့ဒီကမောရီယာကထိတ်တန်းကစားသမားရဖြစ်တဲ့ဒါပရိုဆန်နန်တို့ဘာလို့ ਨੇ ပွဲမှာဆိုရင်လည်းအရင်နှိမ့်ခဲ့တာမျိုးမရှိဘူး။ပြီးတော့ဒီကျော်ဆောင်ဝင်းတို့လိုဘာလို့လိုမျိုးဒါတက်လူတွေကိုလည်းဟိုကောင်းကောင်းဒီထိုးတက်နိုင်နေတော့မယ်ပေါ့နော်။ဒီလိုကြောင့်မလို့ထွန်းထွန်းမင်းအနေနဲ့ဝမ်းချက်မဲရှစ်မှာဒီလိုမျိုးတစ်ပွဲနှစ်ပွဲစထိုးကြည့်ပြီးတော့ဒီအချင်းနေကောင်းနေဆိုလို့ရှိရင်ဆက်ထိုးတာမျိုးက ော်တော်လေးမဆိုးဘူးလို့တော့မြင်ပါပြောထွန်းထွန်းမင်းရဲ့ဒီပေါဝါပိုင်းကလည်းသူ့အနေနဲ့ဘယ်လောက်ထိလူကောင်းကြီးရဲ့နိုင်ငံသားကစားသမားနဲ့ပဲတွေ့တွေ့သူ့ပေါဝါပိုင်းကနည်းနည်းလေးတိုးနိုင်တယ်လို့တော့မြင်တယ်ပေါ့နော်။ဝမ်ချင်မင်းရှင်းမှာကဒါမွေထိုင်းကစားနီးမှာ MMA လက်အိတ်ပဲတုံးတာဖြစ်တဲ့အတွက်ကြောင့်မလို့ထွန်းထွန်းမင်းကပင်ကိုပေါဝါတော်တော်လေးကြီးရတယ်မှာ။ဒီအတွက်ကြောင့်မလို့သူ့အနေနဲ့ကောင်းကောင်းထူးထပ်နိုင်နေဆိုလို့ရှင်တော့အလဲထိုးနိုင်ပွဲတွေရနိုင်ချေရှိရလို့တော့ကျွန်တော်တို့မြင် ဒါပေမဲ့ tournament တွေ့ရမယ့်ကစားသမားတွေကအ ਨੇ ဆုံးအရက်က5ပေ30 17 6ပေအထက်လောက်မှာတော့သွားလိမ့်မယ်ပြီးတော့နိုင်ငံခြားသားကစားသမားတွေကသူတို့ weight ချပြီးတော့ထိုးတာဖြစ်တဲ့အတွက်ကြောင့်မလို့လူကောင်ကလည်းတေးကြပေါ့ကြီးနေပါလိမ့်မယ်ဒီပိုင်းတွေတော့ tournament အနေနဲ့လည်းကြိုပြီးတော့ဟိုတွေးထားပြီးသားဖြစ်တော့တယ်ပေါ့နော်ဒါပေမဲ့ Dave နဲ့လည်းဒါပွဲပေါင်းများစွာထိုးတတ်ခဲ့ပူတဲ့အတွက်ကြောင့်မလို့ tournament အနေနဲ့ကတော့အရက်မြင့်မီလူကောင်ကြီးတဲ့နိုင်ငံခြားသားကစားသမားတွေနဲ့တွေ့ရင်လည်းအရန်ကြီးချိန်နေမှာတော့ မဟုတ်တော့ဘူးလို့တော့ကျွန်တော်အနေနဲ့မြင်ပါတယ်ဘယ်လိုပဲနေနေလက်ရှိ tournament one championship ကိုသွားတယ်ဆိုလို့ရှိရင်အတိုင်းအတာတစ်ခုထိတော့တော်တော်လေးပွဲကောင်းဖြစ်မယ်လို့တော့ကျွန်တော်ကတော့ယုံကြည်ထားတယ် tournament ရဲ့ခဏရင်ပိုင်းကလည်းမြင်တယ်လို့သူ့ရဲ့ရုံးကားကလည်းမြင်ပြီးတော့နောက်ထပ်တစ်ချက်ကျွန်တော်သဘောကျတာတစ်ခုက one championship မှာက3မိနစ်3ချီပဲထိုးရတာဖြစ်တဲ့အတွက်ကြောင့်မလို့ tournament အနေနဲ့ကတက်လုံးကိုအရင်ကြီးချွေးနေကြမလို့ပါကျွန်တော်မြန်မာလက်ဝိမှာဆိုလို့ရှိရင်အနည်းဆုံး tournament ဆိုလို့ရှိရင် ား G ပွဲတွေကြီးပဲတောက်လျှောက်ထိုးရတာပေါ့နော်ဒီအတွက်ကြောင့်မလို့၄ G ၅ G တောက်ဆိုလို့ရှိရင်တော့နည်းနည်းလေးကျလာတာမျိုးတော့တွေ့ရတယ်ဒါပေမဲ့ဒီ one championship မှာ3မိနစ်3 G ပဲတောက်လျှောက်သွားရတယ်ဆိုလို့ရှိရင်ထွန်းထွန်းမင်းအနေနဲ့သူ့ power အပြည့်နဲ့စိတ်တိုင်းကျထိုးတတ်လို့ရတဲ့အနေအထားမျိုးရှိပါဒီတော့ကြောင့်မလို့သူ့မှာရှိရပါဝါတွေရုံအားတွေကိုဒီ6မိနစ်အတွင်းမှာတခုံအသုံးချပြီးထုံးမယ်ဆိုလို့ရှိရင်တေချာပေါက်ပွဲကောင်းတစ်ပွဲတော့ဖြစ်လာပါလိမ့်မယ်။ဒါပေမဲ့နောက်ပိုင်းမှာထွန်းထွန်းမင်းရဲ့ ဒီခန္ဓာရေးဘိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်နည်းနည်းလေးတော့ဟိုစိတ်ပူတာမျိုးရှိရပါတော့။ရှေးတုန်းကဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီနောက်ထောင်းချမှုတဲ့အချိန်ကြီးအတွက်တွေတော့ရှိတယ်။ဒါတွေ့တဲ့ဝင်လိုက်တဲ့ပွဲတော်ကလည်းနောက်ထောင်းချမှုတဲ့အနေထားအနာတောင်းရတဲ့အနေထားမျိုးရှိရပါတော့။ဒီအတွက်ကြောင့်မို့လို့တကယ်ပေါ့ပါကြီးရဲ့နိုင်ငံခြားသားကစားသမားတွေနဲ့တွေ့ရဆိုလို့ရှိရင်ဝမ်ချမ်ပီယံရှစ်မှာကြတော့ဒီအနာတောင်းတဲ့စနစ်မရှိရအတွက်ကြောင့်မို့လို့ဒီဘိုင်းကိုတော့နည်းနည်းလေးစိတ်ပူမိရတော့ရှိပါ။ဒါပေမဲ့ထမမေးရပါဝါနဲ့ဆိုလို့ရှိရင်တော့ ဒီမာကုံဘလောက်ပဲပြည်နယ်ကစားသမားဖြစ်ဖြစ်ထွန်းထွန်းမင်းအနေနဲ့ရှိန်အောင်ထိုးနိုင်မယ်လို့တော့ကျွန်တော်တော့ထင်ပါထွန်းထွန်းမင်းကိုဝမ်းကျင်မဲ့ရှင်မှာမြင်ရဖို့အတွက်ကျွန်တော်တို့အနေနဲ့ပြန်ပြ6လပတ်ဝန်းကျင်လောက်တော့စောင့်ရနိုင်တယ်ဘာလို့လဲဆိုတော့7လပိုင်းမှာသူမှလက်ဝဲဝဲတဝဲရှိတယ်အနောက်ပိုင်းမှာမှဝိတ်ချတာကလည်းအနည်းဆုံး2လ3လသွားမှာအဲတော့ကြတော့ကျွန်တော်တို့နှင်းကုံပိုင်းလောက်မှာပဲသူ့ရဲ့ပွဲကိုဝမ်းချင်မဲ့ရှင်မှာမြင်ရနိုင်ချေရှိရလို့တော့ကျွန်တော်တို့မြင်ပါ တော့တော်တော်မင်းထိုးတက်မယ်ဆိုလို့ရှိရင်တော့တကယ်တော့သဘောကျတယ်။ပါဝါကြီးပြီးတော့တက်ပေါင်နဲ့စုံနဲ့မြန်မာလောက်ရဲ့ကစားသမားတယောက်ဒါဘလို့ပဲနေဝမ်ချင်မင်းရှုပ်ကိုရောက်သွားရလို့ပဲကျွန်တော်စိတ်ထဲမြင်နေမှုလို့ဒီတွဲကြောင့်မလို့ဒါတော်တော်မင်းသွားတာကိုတော့တော်တော်လေးသဘောကျမိ။လက်ရှိအနေမှာတော့တော်တော်မင်းအနေနဲ့ကဒီဝိတ်ချလို့ရှိရင်ပါဝါနဲ့နဲ့ရောက်သွားနိုင်ကြီးနေတော့ရှိရပါတော့။ပေါင်95ပေါင်90လောက်ထိဝိတ်ချရဲဆိုလို့ရှိရင်ပါဝါဘလောက်ကျန်မလဲ။ပြီးတော့ ီဝိကက်ဒီပိုင်းလှုပ်လိုက်ရတဲ့အနေထားမှာဆိုလို့ရှိရင်တက်လုံပိုင်းရအောင်3မိနစ်3ကြီးအတခုံရုံးနိုင်တဲ့အနေထားမျိုးရှိမလားဆိုတာတွေကဆက်ပြီးတော့စောင့်ကြည့်ရမှာဒါမဲ့အချိန်တိုင်းတန်တစ်ခုဒီတိချာယူပြီးချမယ်ဆိုရင်တော့လက်ရှိထွန်းထွန်းမင်းရဲ့အသက်အရွယ်နဲ့ training ကောင်းကောင်းပြန်မိရဆိုလို့ရှိရင်ဒါ1ချင်းမင်းရှိဒါ1 fine night level လောက်ကကစားသမားတွေတော့တိုင်းတန်တစ်ခုဒီကောင်းကောင်းကင်တွယ်နိုင်လောက်တဲ့အခြေချင်းတော့ရှိနေသေးတယ်လို့တော့ကျွန်တော်တော့မြင်ဒီတော့ကြောင့်မလို့ ျွန်တော်ဒီနေ့ပြပြပေးသွားတဲ့အကြောင်းအရာကတွန်းတော်မင်းအနေနဲ့သူ့ကိုဝမ်းချမ်းမြေရှစ်မှာရှစ်လပိုင်းနောက်ပိုင်းမှာတွေ့ရနိုင်တဲ့အကြောင်းနဲ့သူထိုးတတ်မယ်ဆိုလို့ရှိရင်ဒါ89ကီလိုဝိတ်တန်းမှာထိုးတတ်မယ်အကြောင်းပြောသွားတာနဲ့ပတ်သက်ပြီးတော့အဓိကပြပြပေးသွားတာဖြစ်ပါတယ်။အားလုံးပဲသဘောချလိမ့်မယ်လို့ပြောနေပါပြီဗျ။ကျွန်တော်ရဲ့ YouTube channel ကိုလည်း subscribe လုပ်ထားပေးပါ။တကယ်လို့တဲ့အိတ်ဒီမှာယူခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့နောက်မှကြော်ညာထားတဲ့ AMM 5G ရာ page ကနေပြီးတော့3ပေ၄ပေ၅ပေ၆ပေပြီးလို့ရှိရင် သိအဝိုင်းတွေကိုမျိုးစားစုံလင်စွာနဲ့ဝယ်ယူအားပေးလို့ရပါတယ်။ဘာဟုံမိုင်းဟိုအဓိကအာမခံပြီးတော့ရောင်းချပေးတဲ့အတွက်ကြောင့်မလို့တုံးကအတွင်းပောက်ပြဲတာရှိခဲ့လို့ရှိရင်သိအစ်တစ်လုံးပြန်ပြီးတော့လဲပေးမှဖြစ်ပါတယ်။အဆုံတော့အဆုံးထိအားပေးရတဲ့အတွက်ကြောင့်မလို့အားလုံးကိုကျေးဇူးတင်ပါတယ်။ဘာကဘလို့မျိုးလဲ ဒီလိုမျိုးဆိုင်ငယ်နောက်ကစွဲပြထားပြီးတဲ့ရဲ့ရှိုးရှုပ်သားခိုင်ခံ့မှုတွေတိုက်ပေါ်ကပြစ်ချပြီးတဲ့ရဲ့မာကျော်ချစ်လက်မှုတွေတန်တုံနဲ့အထက်ထက်အခါခါရိုက်ပြပြီးတဲ့ရဲ့ချစ်လက်မှုတွေကတဲ့ရဲ့မာကုံတွေပါပဲစိတ်ကြိုက်ထူစိတ်ကြိုက်ကံအမြဲမာကျော်ချစ်လက်တဲ့တဲ့ရဲ့အည်သွေးရတော့ဖိုက်တာတွေအတွက်လက်ဖြားခါဆရာလောက်ပါပဲဒီလိုမျိုးတဲ့မာကုံပိုင်းစံခံမှုတွေ quality ပိုင်းတရားခိုင်နှုန်းအာမခံမှုတွေအပြည့်ရှိတဲ့ သိအမျိုးပန်းဆန်းခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ပြည်တွေမှာဆက်သွယ်မှောက်လို့ရပါပြီခင်ဗျာ